ားလုံးပဲမင်္ဂလာပါရှင်။လရဲတဲ့ပြည့်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်။ဒီစီစဉ်လေးမှာကတော့ကျမ်းမာရေးဗဟုသုတတွေကိုအချိန်တိုတွင်မှာနားလည်တော့တင်ဆက်ပေးသားမှာဖြစ်ပါတယ်။ဒီနေ့တင်ဆက်သွားမယ့်အကြောင်းအရာလေးကတော့ဦးတက်ရောင်ချင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်။ ထမအဆုံးအနေနဲ့ ఊ တက်ဆိုတာဘာလဲဆိုတော့ပြပြခြင်းပါတယ်။ ఊ တက်ကိုအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ appendix လို့ခေါ်ပါတယ်။ ఊ တက်ဆိုတာကဆေးကံလို့ခေါ်တဲ့ဥမကြီးရဲ့အစိပ်ပိုင်းကနေပြီးတော့တွဲလဲအောင်ကျနေတဲ့အလျားက60 mm လောက်ရှိတဲ့တန်ကောင်ပုံစံအင်္ဂလိပ်တစ်ခုပဲဖြစ်ပါတယ်။ဟိုးရင်တော့ဆိုလို့ရှိရင်အဲ့ဒီ ఊ တက်ကပေါ့နော်အပင်တွေမှာပါဝင်တဲ့ cellulose ကိုချစ်ဖြတ်ဖို့အတွက်အတော်သုံးဝင်ခဲ့ပေမဲ့အခုကဲလူသားတွေအတွက်ကကြတော့အသုံးဝင်တာတိတ်မရှိဘဲနဲ့ဒီရောဂါဖြစ်စေတဲ့အစိပ်ပိုင်းတက်တက်တစ်ခုဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ဒီ one byte ကိုပေါ့နော်ဖွင့် င်ပြီးတော့ခွဲစိတ်ကူးသားမှုတွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်လေဒီအူတက်ကိုပေါ့နော်တခါတည်းဖျက်တော့ပေးရလေးရှိပါတယ် ဒါဆိုလို့ရှင်ဥတက်ရောင်နေဆိုတာကဘာလဲဆိုတာကိုပြပြခြင်းပါတယ်ရှင်။ဥတက်ရောင်နေဆိုတာကိုအင်္ဂလိပ်လိုဆိုလို့ရှင်တော့ appendicitis လို့ခေါ်ပါတယ်။အကြောင်းတစ်စုံတရာအကြောင်းပေါ့နော်။ဥထဲမှာရှိနေတဲ့အစာတစ်ခုခုကအဲ့ဒီဥတက်အိတ်ထဲမှာပိတ်မိသွားတဲ့အခါမှာဆိုလို့ရှင်လည်းဥတက်ရောင်နေကဖြစ်တတ်ပါတယ်။ပြီးတော့ဥထဲမှာငကိုကလေးကပေါ့နော်။ပုံမှန်အတိုင်းရှိနေတဲ့ဘာအနေမှမပေးတဲ့ဘက်တီးရီးယားလေးတွေကအဲ့ဒီဥတက်ထဲကိုအဆုလိုက်အပြောင်းအလဲရောက်သွားတဲ့အခါမှာဆိုလို့ရှင်လည်းအဲ့ဒီဘက်တီးရီးယားလေးတွေတက်ခတ်မှုတွေကြောင့်ဥတက်ရောင်တက်ပါတယ်ရှင်။နှစ်တိုင်းလူ900မှာတစ်ယောက်လောက်ကတော့ဥတက်ရောင်တက် တယ်လို့စစ်တမ်းတွေကပြောကြပါဗျ။လူငယ်လူရယ်တွေဘိုက်တာအောက်လို့ခွဲစိတ်မှုတွေပြုလုပ်ရယောဂဝင်ထဲမှာဆိုလို့ရှိရင်လေ၊ဥတက်ရောင်နာကထိတ်ဆုံးကပြေးနေပါဗျ။ဥတက်ရောင်နာယောဂဟာဆိုလို့ရှိရင်အသက်15နှစ်နဲ့25နှစ်ကြားလူငယ်တွေမှာအဖြစ်များပြီးတော့အသက်2နှစ်ယောက်ကလေးတွေနဲ့တကြီးရွယ်တွေမှာဆိုလို့ရှိရင်တော့အဖြစ်နေပါဗျ။ အခုဆက်ပြီးတော့ဥဝတ်ရောင်လာပြီဆိုလို့ရှင်ဘယ်လိုလက္ခဏာတွေပြတတ်တယ်ဆိုတာကိုပြပြပြင်ပါရရှင်ဥဝတ်ကပေါ့နော်1ဘတ်ရဲ့ညာဘက်အောက်ဘက်နားလေးမှာရှိပါတယ်ဥဝတ်ရောင်လာပြီဆိုလို့ရှင်တော့ချက်တဲကနေပြီးတော့အစာပြောနားလာတတ်ပါတယ်ပြီးတဲ့အခါမှာဒီနာကျင်မှုကပေါ့နော်ဥဝတ်ရှိတဲ့1ဘတ်ရဲ့ညာဘက်အောက်ဘက်နားလေးတွေကိုတဖြည်းဖြည်းနဲ့ယူလာပါပြီရုပ်တဲ့ရဲ့စားချင်တောက်စစ်စစ်ပြတတ်တတ်ပါတယ်နာကျင်မှုဖြစ်ပြီးတော့နိုင်နေငယ်ကြလာတဲ့အခါမှာဆိုလို့ရှင်လည်းပြို့တာအနာရီဖြစ်လာတတ်ပါတယ်လူနာရဲ့မျက်နှာကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှင်လည်းသွေးဆုပ်ထားသလိုမျိုးဖြူဖြူရီဖြစ်နေတတ်ပါတယ် စစပိုင်းမှာဆိုလို့ရှိရင်တော့ဝမ်းချုပ်တက်ပြီးတော့တိမ်ကြခင်မှာပဲဝမ်းလျှော့လာတတ်ပါတယ်။လမ်းနောက်ကောင်းကောင်းမလျှော့နိုင်တော့ဘဲနဲ့ထောင်းနေထောင်းနေဖြစ်လာတတ်ပါတယ်။အခုပြပြီးကလမ်းနာရီသာဇတိုင်းဖြစ်နေပြီဆိုလို့ရှိရင်တော့ကို့မှာအိုတက်ရောင်နေနိုင်တယ်လို့တင်ရရှိဖို့လိုပါပြီနော်။ကျွမ်းကျင်တဲ့ဆရာဝန်တယောက်ကအိုတက်ရောင်နေလူနာကိုယောဂရာဆိုရင်မေယုံဆက်သက်ရုံနဲ့သိနိုင်ပါတယ်။ဒီအိုတက်ရောင်နေယောဂကလိုအပ်လို့ရှိရင်ခွဲစက်ကုသမှုတွေမှာပြုလုပ်ရတဲ့အတွက်ကြောင့်မို့လို့အရဆောင်ရကြည့်တင်ပါတယ်။ ။ဦးတက်ကောင်တဲ့ယောဂကိုပေါ့နော်စောစောစီစီကောင်းအောင်မခံယူခဲ့လို့ဆိုလို့ရှိရင်တော့ဦးတက်ပေါက်တဲ့ဖြစ်ဖြစ်နိုင်တယ်လို့အသက်အန္တရာယ်လည်းရှိရတဲ့ကြောင့်မို့လို့စောစောစီစီယောဂနာမည်တက်နိုင်မှုလို့ပါတယ် အခုဆက်ပြီးတော့ဘလို့ကုသလို့ရလဲဆိုတော့ပြပေးခြင်းပါတယ်ရှင်။ရောင်နေတဲ့ဥဝတ္တပေါင်းထက်ခင်မှာစေယုံတက်ပြီးတော့ကုသမှုခံယူတာကတော့အကောင်းဆုံးနည်းလမ်းပါပဲ။တကယ်လို့ဥဝတ္တပေါင်းမှာစေယုံကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဥဝတ္တကိုဖောက်ခွဲပြီးတော့ဖျက်တောက်တဲ့ခွင့်စိတ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့ပုသက်စီကိုအကျော်စေးဖြစ်သွင်းပြီးတော့တပတ်ဆယ်ရက်လောက်စေယုံတက်ပြီးတော့ကုသမှုခံယူမယ်ဆိုလို့ရှိရင်တော့ဖျက်ခွင့်နိုင်ပါတယ်။ဒီဥဝတ္တကိုဖျက်တောက်ပြစ်လိုက်တာကစမ်းမာရေးအတွက်ဘာအနေမှမရှိသလိုဥဝတ္တဖျက်တဲ့ခွင့်စိတ်မှုကကျွမ်းကျင်တဲ့ဆရာဝန်နဲ့ခွင့်စိတ်မယ်ဆိုလို့ရှိရင်တော့အတော်အနေကြီးပါ ါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ဦးတက်ရောင်ရဲ့ယောဂအကြောင်းသိလောက်ပြီလို့ထင်ပါတယ်ကျမတို့ AN Channel ရဲ့လှည့်တဲ့ဘက်ကျမရဲ့အစီအစဉ်မှာအခုလိုမျိုးကျမရဲ့ဗဟုသုတတွေကိုအချိန်တိုတိမှနားလည်သောင်းတက်ဆက်ပေးသားမှာဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးကျမရဲ့ဗဟုသုတဗီဒီယိုလေးတွေကိုကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ Channel လေးကို Subscribe လုပ်ပြီးတော့ဘေးနားကနိုတီဘဲလို့လည်းအွန်ခဲ့ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်